ဒါဆိုအဲ့ဒီရိုစီဆိုတဲ့ငတုံးမကိုအနိုင်ယူဖို့ငါ့ကိုကူညီပါကျော်အောင်နဲ့မူရရဲ့မင်္ဂလာဝေးလေးကတမန်မင်္ဂလာဝေးလေးတခုမဟုတ်ပါဘူးဒီမင်္ဂလာဆောင်အခမ်းအနားရဲ့နောက်ကွယ်မှာလျှိုဝှက်ချက်တွေတစ္ဆာဖောက်မှုတွေမမြင်အပ်တဲ့ဝိညာဉ်စုတွေရဲ့ဝင်ရောက်နှောက်ယှက်မှုတွေရှိနေပါတယ်ဒီနေ့ဟာအမှန်တကယ်တော့မင်္ဂလာရှိနေတဲ့နေ့တစ်နေ့ပေါ့ဒါပေမဲ့လည်း အချစ်နဲ့အမုန်းနှစ်ခုကြားရဲ့မင်္ဂလာပွဲနေလို့ပြောရမလားပဲတီးတံတွေပြန့်လွင်နေတဲ့မင်္ဂလာခမ်းမတွေကိုမူရရဲ့တငယ်ချင်းဟောင်းတူဝင်ရောက်လာခဲ့တယ်သူကတော့ရူစီပါတချင်းတံတွေရက်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးခဏတာတိတ်ဆိတ်သွားခဲ့ပါတယ်ပြီးတော့ရူစီကမကောင်းဆိုးဝါးတကောင်လို့မင်္ဂလာပွဲကိုဟန်တာတောင်းချမ်းနေတော့ဧည့်သည်တွေကတတီးတွေနဲ့ပြစ်ပေါက်ပြီးနှင်ထုတ်ကြတာပေါ့ မူယာနဲ့ရိုစီတို့နှစ်ယောက်လုံးကကြော်အောင်ကိုချစ်နေတဲ့သူတွေပါ ကြော်အောင်ဟာရိုစီကိုရွေးချယ်ခဲ့လို့မူယာရဲ့မုန်တီမှုကရိုစီအပေါ်မှာပုံကျလာခဲ့ပါတယ်သူတို့နှစ်ဦးကလည်းငယ်ကလေးကပြိုင်ဘက်တွေပေါ့ရိုစီကကြော်အောင်ကိုပြေးဖို့ရည်စားစာကိုမြင်တော့မနာလိုစိတ်ကြီးတဲ့မူယာကစွပြဲပစ်ခဲ့ပြီးကြော်အောင်ဟာသူ့အတွက်ပဲလို့တစ်ချိန်ကကျင်းဝါခဲ့ဘူးပါတယ် တနေ့မှာကျွန်အောင်နဲ့ရူစီတို့ချင်းတွေ့လျှောက်လေကြတာကိုမူရာကမြင်တော့အရန်ဒေါသထွက်သွားပါတယ်။ဘလို့သူကအရာအားလုံးကိုအမြဲတမ်းရနေတာလဲလို့မူရာတွေးရင်အကြီးအကျယ်ဒေါသထွက်နေတာပါ။အဲ့ဒီအချိန်မှာနဆူတယောက်ကမူရာရဲ့ဒေါသကိုခုန်ကောင်းယူပြီးနင်ကျွန်အောင်နဲ့ရူစီတို့ရဲ့မင်္ဂလာပွဲကိုချစ်ချင်နေလို့လား။သူတို့ကွဲကွာစီဖို့ငါကူညီနိုင်နေတော့လို့စကားဆလာပါတယ် မူရကဟင်ဒါဆိုအဲ့ဒီရိုစီဆိုတဲ့ကတုံးမကိုအနိုင်ယူဖို့ငါ့ကိုကူညီပါနဆူကဒါအတိပေးကိမဲ့ပုံမပေါ်ရင်မင်းအတွက်အကျိုးရှိမှာပါမူရကနဆူရဲ့ရုပ်မာတဲ့အကျံစီကိုစတင် အကောင့်ထဲပေါ်ပါတော့တယ်နဆူရဲ့အကူညီနဲ့ရူစီအိပ်ပျော်နေချိန်မှာမော်အစိတ်တမျိုးတိုက်ကျွေးခဲ့ပါတယ်။မူယာတစ်စက္ကန့်လေးတောင်စဉ်းစားမနေခဲ့ဘူး။ရူစီကိုအပြက်ရှင်းမှုပဲ စိတ်ပိုင်းပြတ်ထားခဲ့တာအစိတ်တကိုးနဲ့ရူစီကနတ်ဆိုးတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး သူ့ရဲ့အမှုအကျင့်တွေကကြမ်းတမ်းလာပါတယ်ဒါပေမဲ့ကျော်အောင်ရဲ့ချစ်ချင်းမြတ်တာကိုတော့ဆက်လက်ရရှိထားစေဖြစ်ပါတယ်ရူစီဟာကျော်အောင်ကို သူကိုယ်တိုင်ဖန်တီးထားတဲ့လက်ကောက်တစ်ခုလက်ဆောင်ပေးချိန်မှာမူယာကတော့နတ်ဆိုးအကူကြီးနဲ့ဖန်တီးထားတဲ့ကားကြီးတစ်စင်းကျော်အောင်ကိုလက်ဆောင်ပေးပြီးပိုင်ဆိုင်မှုယူစားလာပါတယ် နတ်ဆိုးရဲ့ပြောကားကြောင့်စိတ်ပြောင်းသွားတဲ့ကျော်အောင်ကရူစီရဲ့အမှတ်တရကိုညင်းပယ်ပြီးကားအကောင်ကြီးနဲ့မူရာကိုလက်ခံလိုက်ပါတယ်ရူစီနဲ့သူ့တငယ်ချင်းဆူဆူတို့ဟာလေနတ်ဆိုးတွေနဲ့တူတိုက်ခိုက်ခဲ့ရပါသေးတယ်တငယ်ချင်းတချို့လဲနတ်ဆိုးမှုခံရပြီးထိတ်ချုပ်ခံခဲ့ရပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အမှန်တရားတွေပေါ်ထွက်လာခဲ့ပါတယ်။အစိမ့်နဲ့သက်ဆိုင်တဲ့အထောက်အထားတွေတွေ့ရှိလာပြီး မူယာရဲ့လှုပ်ဝက်မှုကြံစီတွေကလည်းပြန်လေပေါ်ပေါက်လာခဲ့ပါတယ်။ကျော်အောင်ကတော့ဒီအဖြစ်အပျက်တွေအားလုံးကမူယာရဲ့လှုပ်ကြံမှုဆိုတာမသိခဲ့ပါဘူး။သူကသူငါဟာတခင့်အယူပဲ။ရူစီယာငါ့အတွက်တယောက်သေးတော့သူပဲ။သူ့ကိုငါပိုကယူဆိုင်တဲ့နယ်လို့တွေးပြီးတော့ကြတော့ငါတို့အစ်စ်ကနေပြန်ဆလို့ရတယ်မဟုတ်လားယင်လို့ရူစီယိုတဖန်ပြန်လက်ထပ်ခွန်တောင်းလိုက်ပါတယ်။ ကျော်အောင်နဲ့လူစီတို့ရဲ့ချစ်ချင်းမြတ်တာဟာစံတတ်မှုတွေကို ကျော်လွှားနိုင်ခဲ့ပြီးနောက်ဆုံးမှာသူတို့နှစ်ဦးချစ်ချင်းမြတ်တာနဲ့အတူပျော်ရွှင်စွာနေထိုင်သွားကြပါတယ်။ဒီဇလန်းလေးကစစ်မှန်တဲ့ချစ်ချင်းမြတ်တာဟာအတားဆီးတွေကို ကျော်လွှားနိုင်တယ်။တစ္ဆာရှိမှုဟာတန်မိုးရှိတယ်ဆိုတဲ့အကြောင်းကိုတင်ပြပေးနေသလိုပါပဲ။နားထောင်သူအလုံးလေးစစ်မှန်တဲ့ချစ်ချင်းမြတ်တာတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီဇလန်လေးကိုအဆုံးသတ်လိုက်ပါလိမ့်ရှင်ကျမစုမြတ်ကြီးပါနောက်ဗီဒီယိုလေးမှာပြန်ဆုံတွေ့ကြရအောင်နော်